။ဥရောပရဲ့အကောင်းဆုံးအသင်းဆိုတာအာသင်းဝယ်ရာကမ်ဖန်နဲ့အနိုင်ယူပြီးပြသလိုက်တဲ့တခင်ကြီးယူနိုက်တက်ပြည်သူများလုံးမဲ့မိပါဗျာရွှေရောအိုင်ဘတ်ကွန်ရှိကောအွန်လိုင်းအချင်းကလည်းပြန်လည်ကြိုးလိုက်ပါရင်တခင်ယူနိုက်တက်တို့ကတော့ပြည်သူတွေကိုညာကြီးတက်ကောင်နှလုံးရောဂါရအောင်မျိုးမျိုးလုပ်ပြီးမှအာသင်းဝယ်ရာအပိတ်ကမ်ဖန်နိုင်ပွဲကိုရယူပြနိုင်ခဲ့လိုက်ပြီးဖြစ်ပါရင်တကယ်လို့ရှောင်းမီအထင်နဲ့အိတ်သွားတဲ့သူတွေကတော့မနက်မိုးလင်းချိန်နိုင်နာကိုအာအသင်းပွဲရတွေးလိုက်ရမှာဖြစ်ပါရင် ယူနိုက်တက်ပရိသတ်ရဲ့အဖြစ်ကပရာဘိုင်းမှာလက်ကိုပြတ်သွင်းထားနိုင်ခြင်းနိုင်မသေးကြနေပြီးအေးဆေးဆိုပြီးအိတ်တွေပါရင်ထားနိုင်နေကြတာပါဒါပေမဲ့ဒုတိယပိုင်းမှာလက်ကိုပြန်ပေးလိုက်ရတာကြောင့်တူတူဖြစ်သွားပြီးကစားသမားတွေကိုစတင်ချိန်ဆလာကြတာဖြစ်ပါရင်အချိန်ပေါ်ပရာဘိုင်းအဖြစ်မှာ၄ကိုနှစ်ကိုနဲ့ရှုံးနေတာကြောင့်ပရိသတ်တွေလည်းနီးပြောက်ကိုရောကစားသမားတွေကိုပါပုံစံမျိုးစုံနဲ့ဆင်းနေခဲ့ကြတာပါတချို့တွေကလည်းအိတ်တဲသူကအိတ်ဘူတဲသူကဘူနေတာဖြစ်ပါရင်ဒီလိုနဲ့ပွဲပြီးချိန်မှာတော့၅ကို၄ကိုနဲ့ပြန်နိုင်သွားခဲ့ပြီးယူနိုက်တက်ပရိသတ်တွေလည်း roller coaster စီးစလို့ကိုအနေအမြင့်အတက်ကျများသွားခဲ့ရတာဖြစ်ပါရင် ရတဆုံခန်းစားခြင်း United အသင်းကိုအားပေးလို့တောင်ပြောရမလို့ဖြစ်နေပြီဖြစ်ပါရင်ပုံမှန်ဆိုရင်ဂေါ်သွင်းတာတော့မပြောတဲ့အာမိုရင်လည်းစူပါမန်လိုပဲလေးပေါ်မှာဝင်နေခဲ့တာပါ United ပရိသတ်တွေအကုန်လုံးလည်းသူ့လိုမျိုးဖြစ်မယ်လို့ထင်ပါရင်ဂိမ်းမှုတော့ပြုတ်ပြီးအထင်နဲ့အောင်ပွဲခံနေတဲ့စကောသင်းဖန်တွေလည်းအေးအေးပြတ်ရကြိုးမနဲ့ဖြစ်သွားခဲ့တာပဲဖြစ်ပါရင် ပွဲတော်လုံးစင်မှာဂိမ်မိုးတို့ဟာတိုင်းစင်မှာဂုံမတင်တဲ့ဘဲလင်းဝိုင်လန်ကိုအထောင်ထားကစားလာကတာဝန်မှာဘရူနိုကာနာချိုနဲ့ဝင်းရံကေတာဖြစ်ပါရင်ကွင်းလဲမှာဒါလော့ကန်စမဲလိုဥကာဒီဒေါ်ဂိုလိုရှိနေခဲ့ပြီးခန်စင်မှာတော့မာဇာရိုမီကောင်းကြီးရူရိုနဲ့ဂွန်မာအိုနာနာတို့ကိုသုံးဆလာခဲ့တာပါလိုင်ယွန်အသင်းကလည်းအဓိကကစားသမားအစုံအလင်းနဲ့ဂိမ်မိုးတို့ကိုအချင်းဖမ်းဖို့လှုပ်လာခဲ့တာဖြစ်ပါရင်ပွဲအစား7မိနစ်မပြည့်သေးခင်ပါရင်ဂိမ်မိုးတို့ဥဆောင်ကိုစရရသွားခဲ့ပြီးကာနာချိုရဲ့ပေးပို့မှုကနေဥကာဒီကအပိုင်ပိတ်သွင်းသွားခဲ့တာပါ ပွဲစားရင်15မိနစ်မှာလိုင်ယွန်နောက်ခံလို့လေအမားကနေကက်စမဲတို့အပိုင်ကန်ခဲ့ပေမဲ့ဂိုးဘားဘက်ကနေကတ်ထွက်ခဲ့တာကနှမျောစရာပါလိုင်ယွန်ဘက်ကလည်းတဖိုးမိုးအပိုင်ကန်နေပေမဲ့အိုနာနာလည်းစွန့်ပြနေတာကြောင့်အယားမတင်ခဲ့ပါဘူးပွဲစားရင်35မိနစ်မှာဘရူနိုရဲ့လှလှပပမြေမချကန်ချက်ဂိုးဘားထိထွက်ခဲ့တာကနှမျောစရာဖြစ်ခဲ့ပြန်ပါရင်ဒီလိုနဲ့ဘရာဝိုင်းပြီးကန်နေမှာတော့ဂိမ်းမှုတို့ဒုတိယမြောက်ကိုထက်ရသွားခဲ့ပြီးဒါတော့ကကန်သွင်းယူခဲ့တာဖြစ်ပါရင် ရိုင်းမှာငကိုပြက်ဥဆောင်ထားနိုင်တာကြောင့်ပွဲကဂေမူတို့အတွက်ပဲလို့ထင်ခဲ့ရတာပါဒါပေမဲ့ဒုတိယပိုင်းမှာတော့အချိန်တွေကမထင်မဲ့ထားတာတွေဖြစ်ခဲ့တာဖြစ်ပါရင်ပွဲစားရင်59မိနစ်မှာတမန်တိုင်းဆက်ကရင်ဂါနာချိုတယောက်ထဲလွတ်ထွက်လာပြီးကိုလိုမားနဲ့အတွေ့မှာအပိုင်ကန်ခဲ့ပေမဲ့ဂုံးဖြစ်ခဲ့ပါဘူး လိုင်ယွန်တို့ဂိုးလိုနေတာကြောင့်တိုက်စစ်မြင့်တင်လာခဲ့ပြီးပွဲချိန်မိနစ်80မှာတော့ခြေပါကိုဆ ਾਇ ရခဲ့တာဖြစ်ပါရင်တိုလီဆွန်ရဲ့ခေါင်းတိုက်ချက်ကိုအိုနာနာကရဲကြည့်နေတာကြောင့်ပေးလိုက်တာပါပွဲစားရင်88မိနစ်မှာဂိမ်းမှုလို့ဒုတိယမြောက်ခြေပါကိုပေးလိုက်ရပြီးတက်ကလီဖီယာကိုရဲ့ကံချက်ကိုအိုနာနာပုတ်ထုတ်ရကားမှာဘောလုံးကဂိုးထဲရောက်နေနေတာဖြစ်ပါရင်ဒီလိုနဲ့ဆဲဆူအတန်တွေကလည်းစူညံသွားခဲ့ပြီးအိပ်ပျော်နေတဲ့မိဘပြည်သူအပေါင်းနဲ့ရက်ွက်တဲ့တခုံးများကတ်တာလာလို့တောင်ထင်သွားခဲ့ကြတာပါ ကေမှုလို့ကန်ကောင်းတာကလိုင်ယွန်ဘက်ကပွဲပြီးကန်နေမှာတင်းအောင်အထုတ်ခံလိုက်ရလို့ဖြစ်ပါတယ်။ပြမပွဲစားချိန်အတွင်းတင်းချနေတာကြောင့်အချိန်ပိုဆက်ကန်ခဲ့ရပြီးအချိန်ပို105မိနစ်မှာလိုင်ယွန်တို့ဥဆောင်ကိုရာသွားခဲ့ပါတယ်။ရာရန်ချာကီကအပိုင်ကန်သွင်းခဲ့တာဖြစ်ပြီးအွန်နာနာဘာမှမလုပ်နိုင်ခဲ့ပါဘူး။ပွဲစားချိန်110မိနစ်မှာလိုင်ယွန်တို့ဒုတိယဥဆောင်ကိုထည့်ရခဲ့ပြီးရရှိလာတဲ့ပရာတွေကိုအစဉ်ပြန်ကြီးတိုက်စင်ဖို့လာကာဆက်ကအပိုင်ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ကဲဘူးလို့ရှုံးပြီးထင်ခဲ့ရပါမယ်။တဲနေစိတ်တဲ့အပြင်းနဲ့ကမ်းပတ်လာတိုင်းခဲ့တဲ့ကက်စမဲလိုကြောင့်ပွဲချိန်112မိနစ်မှာပနာတီဆားရခဲ့ပြီးဘရူနိုကတည်တည်တတ်တတ်အဆုံးသတ်ခဲ့တာပါ။ပွဲစားချိန်119မိနစ်မှာဂိမ်းဘူးလို့နောက်ထပ်ခြေပါကိုရပြီးတော့ကက်စမဲလိုရဲ့အကွက်မြင်မြင်ဖန်တီးပေးမှုကနေမိုင်လူကကန်သွင်းယူခဲ့တာပါ။ပွဲစားချိန်မိနစ်190မှာတော့အနိုင်ကိုရသွားခဲ့ပြီးကက်စမဲလိုရဲ့ကန်တင်ပေးမှုကိုခေါင်းကြီးကတစောင်းကြီးခေါင်းတိုက်သွင်းယူသွားခဲ့တော့တာဖြစ်ပါတယ်။ဂိမ်းဘူးလို့ဟာဆီမီဖိုင်နယ်မှာဗီဘောနဲ့ကစားရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့မှလည်းအောက်စားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးထားပါအောင်လို့ပြောရင် င်းနဲ့ဤကောင်းချောက်လိုက်ရပါတယ်ခင်ဗျာ